နော်ဝေလီရဲ့ချန်ပီယံကိုချန်ပီယံလိမှာအနိုင်ရယူခဲ့တဲ့မန်ချက်စတာယူနိုက်တက်ရည်ရမြအားလုံးပဲမင်္ဂလာပါခင်ဗျာ United Diary ဘိုင်ကိုထုံကနေပြီးတော့ကြိုဆိုပါရစေ။ကောင်းမွန်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေကြောင်းလည်းဆုမွန်တော်ထားပါရခင်ဗျာ။ကဲမနက်ကရှင်မန်ကစားသွားခဲ့တယ်။ဒါ Women Champion League ပွဲစဉ်မှာဆိုရင်နော် United အမျိုးသမီးအသင်းကတော့ ဒါ Norway Torserian League Champion ကျွန်တော်တို့ Bella Ranga အတင်းကိုတကူကိုမရှိဆိုရရလက်နဲ့အဖွင့်ပွဲစဉ်မှာအနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ကဲဒီ goal ကိုတော့ဒါ United အတင်းရဲ့နောက်ခံကစားသမားကျွန်တော်အသက်23နှစ်ရွယ်အင်္ဂလန်ကျယ်ပွင့် Maya Lutisia ကနေပြီးတော့အာ30မိနစ်မှာကျွန်တော်ဒါ penalty ကနေတဆင့်အတွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒီ goal ကလည်းဒီပွဲစဉ်ရဲ့တလုံးသေးသော ပင်ကိုဖြစ်ခဲ့ပါတယ်အဲ့တော့မာယာလိုဒီစီယန်ကကျောက်တာ United အသင်းကို2022ခုနှစ်အသက်20အရွယ်မှာပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးတော့လက်ရှိဒါ2025-2026ဒါရာသီမှာဆိုရင်လေသူ့အနေနဲ့ကကျောက်တာ Women Super League ပေါ့နော်ဒါအင်္ဂလန် Women Super League မှာပွဲစဉ်5ပွဲလုံးကိုကစားခွင့်ရရှိထားသလိုပင်ကိုတကူလည်းတွင်းယူပေးထားပြီးတော့ United အသင်းရဲ့ဒါ CB တနေရာကိုအပိုင်စားရိုက်ထားတာဖြစ်ပါတယ် 2022ခုနှစ်တည်းကပြောင်းရွှေ့လာတဲ့မာယာအနေနဲ့ကဒီပွဲစဉ်တကူအပါဝင်ပေါ့နော်ဒါကျွန်တော်တို့ United အသင်းအတွက်ပွဲစဉ်ပေါင်း82ပွဲပွဲထွက်ခွင့်ရခဲ့ပြီးတော့ဒါကိုကိုထိတွင်ထားတဲ့ကစားသမားတဦးလည်းဖြစ်ပါတယ်အဲ့တော့ဒါ Women Champion League ကတော့ဒါအခုမှပွဲစဉ်တစ်ဆာတာဖြစ်ပါတယ်တသင်းကိုဒါကျွန်တော်6ပွဲကစားမှာလည်းဖြစ်ပါတယ်ဒါအပြင်ကိုမှကျွန်တော် အသင်း၁၈သင်းပါဝင်ကစားနေတဲ့ဒီချန်ပီယံဝူမန်ချန်ပီယံလိမှာဆိုရင်တော့လက်ရှိမှာဘာစီလိုနာအသင်းကတော့ဒါတပွဲကစားတော့ဒါသူတို့အနေနဲ့ဒါသုံးမှတ်ရရှိပြီးတော့ဒါ9ဂိုးတကိုးဆိုရယ်ရလနဲ့အနိုင်ရရှိတာဖြစ်တဲ့အတွက် goal distance အနေနဲ့ဒါ6ဂိုး꽈ချနေတာဖြစ်တဲ့အတွက်6ဂိုးနဲ့အတူဒီ Women Champion League ရဲ့ league ဇာတ်မှာဆိုရင်တော့တို့အနေနဲ့ကအဆင့်တက်မှာရမှတ်သုံးမှတ်နဲ့ ရက်တင်နေတာဖြစ်ပါတယ် United အသင်းအနေနဲ့ကတော့ကြမ်းမဲ့၃မဲ့ဒါပေမဲ့ goal goal ကွာချက်ကဒါ Goal distance က1မဲ့ရှိနေတာဖြစ်တဲ့အတွက်အဆင့်9နေရာမှာရက်တင်နေတာဖြစ်ပါတယ်အဲ့တော့ United Women အသင်းအနေနဲ့ကတော့နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်နေတဲ့ဒါ October 12နေ့မှာဆိုရင်တော့ဒါ Everton Lee ရဲ့အိမ်ခွင်းမှာတွားရောက်ပြီးတော့ဒါ Women Super League အနေနဲ့ရှင်းမြင်ကစားသွားမှာဖြစ်ပါတယ်ခင်ဗျကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျ